မင်္ဂလာပါရှင်အော်တိုဝါလာ၁၇ရက်နေ့မနက်ပိုင်းရရှိထားတဲ့မိုးလေဝသအခြေအနေတွေကိုကျွန်မရင်းရတဲ့ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကနေ့မနက်ပိုင်းရရှိထားတဲ့ပုံကြည့်ရခါမှာတော့မင်္ဂလာပင်လယ်ရောမြောက်ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာတိမ်အထင်တရာနေတိမ် နေပါတယ်။ကပလီပင်လယ်ပြင်နဲ့ကျန်မင်္ဂလာပင်လယ်အော်မှာတော့မုတ်တုံလေးကအာအသင်တင်ရနေအားကောင်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့တောင်ပိုင်းဒေသတွေမှာတိမ်ထွန်းနေပြီးတော့ကျန်လေသတွေမှာတိမ်အသင်တင်ဖြစ်နေပါတယ်။လေတန်းခန့်နိုင်မှုခမန်းကျန်နေများရခိုင်ကမ်းရိုးတ်မှာတနအီကို၈မိုင်ရနေ၁၂မိုင်ကျန်ကမ်းရိုးတ်ဒေသတွေမှာတနအီကို15မိုင်ရနေ18မိုင်နှုန်းတက်ခန့်နိုင်ပါတယ်ရှင်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေရဲ့မိုးလေဝသခမန်းချက်တွေအနည်းငယ်ရတော့စစ်တွေမကွေပသိမ် ပကိုးရှန်ကုန်မော်လမြိုင်ဖအံတဝဲစရဲဒီသားတွေအားလုံးလုံလုံမမိုးရပေါ်လာလာရှိနိုင်ပါတယ်ရန်ကုန်မှာတော့နေရာကွက်ကြားနဲ့ကြံလိတ်တိုင်းမှာနေရာကျကျရနေနေရာစစ်စစ်မိုးထချုံရနိုင်ပါရှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေရဲ့မိုးလေဝသခန့်မှန်းချက်တွေအနည်းငယ်ရတော့ဟာခာ၊မုံရွာ၊မြကြီးနာ၊မန္တလေး၊လာရှိုတောင်ကြီး၊ဟဲဟိုလိုက်ကောစတဲ့မြောက်ပိုင်းဒေသအားလုံးလိုလိုမှာမိုးရွာပေါ်အလားအလာရှိနိုင်ပါတယ်။မန္တလေးမှာတော့နေရာကွက်ကြားမိုးထထွန်းနိုင်ပြီးတော့ကျန်းဒေသမှာတော့နေရာကျကျရနေနေရာဆိတ်ဆိတ်မိုးနှဲ့ငယ်ရွာသွန်းနိုင်ပါတယ်ရှင်။မိုးအချိန်ခန့်မှန်းချက်အနည်းငယ်ရတော့ကချင်ပြည်နယ်နဲ့တနင်္လာတိုင်းဒေသတွေမှာမိုးအချိန်က40မီလီမီတာနဲ့60မီလီမီတာလောက်ရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါ ါတယ်ရှင်နေပူချိန်ခမန်းချက်နေနေရတော့ချင်းမြင့်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာနေပူချိန်က24ဒီဂရီစင်နီဂရိတ်ကနေ29ဒီဂရီစင်နီဂရိတ်လောက်မြင့်တက်နိုင်ပြီးတော့အကျန်ဒေသရင်မှာ35ဒီဂရီစင်နီဂရိတ်လောက်မြင့်တက်နိုင်ပါတယ်ရှင်မြမပင်လယ်မြေခမန်းချက်နေနေရတော့မြမပင်လယ်မြေမှာလှိုင်းအသင့်တန့်ရှိနိုင်ပါတယ်။လှိုင်းအမြင့်ကတော့3ပေရာနဲ့5ပေလောက်မြင့်တက်နိုင်တယ်လို့ခန့်မှန်းထားပါရရှင်။ မန္တလေးမြို့နယ်အနီးတွိုင်း9ရက်စာခမန်းတက်နေနေရတော့လာမယ့်9ရက်လုံးလို့လို့ပါမန္တလေးမှာမိုးရွာဖို့အလားအလာရှိနေပါတယ်အမြင့်ဆုံးပူချိန်ကတော့34ဒီဂရီစင်နီဂရိတ်လောက်မြင့်တက်နိုင်ပါတယ်ရှင်ရန်ကုန်မြို့နယ်အနီးတွိုင်းခမန်းတက်နေနေရတော့လာမယ့်9ရက်လုံးလို့လို့မှာရန်ကုန်မှာလည်းမိုးရွာဖို့အလားအလာရှိနေပါတယ်အမြင့်ဆုံးပူချိန်ကတော့33ဒီဂရီစင်နီဂရိတ်လောက်မြင့်တက်နိုင်ပါတယ်ရှင်နေပြောင်းတဲ့ညီတို့ရဲ့ခမန်းချက်နေနေရတော့လာမယ့်9ရက်လုံးမှာနေပြောင်းမှလည်းမိုးရွာတော့နိုင်ပါတယ်အမြင့်ဆုံးမူချိန်ကတော့30ဒီဂရီစင်တီဂရိတ်လောက်မြင့်တက်နိုင်ပါတယ်ရှင် ဆက်လက်ပြီးတော့အာရှဒေသမှာရှိတဲ့မြို့ကြီးတွေရဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်ပါရဲ့ရှင်။ကျေးဇူးများတင်ပါတယ်ရှင်။